သူနာကန်နဲ့ပတ်သက်ပြီးဖြေဆူဖို့ငင်းဆန်ခဲ့ပြန်တဲ့အာနိုဘလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်လီမာဘူးတင်ရဲ့ညာနောက်ခံကစားသမား Trent Alexander Arnold ကလက်စတာစီးတီးတင်ကိုအနိုင်ရရှိစေခဲ့တဲ့ပွဲစဉ်မှာသူ့ရဲ့အဖိုးတန်ကိုသွင်းယူနိုင်ခဲ့ပေမဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ မိကုန်းတွေကိုတော့ဖြေးချဖို့ညှင်းဆန်သွားခဲ့ပါတယ်ချေချင်းဝင်းထံကနေပြန်သက်သာလာပြီးပွဲထွက်လူစီမှာမပါဝင်သေးဘဲနဲ့အရန်လူဖြစ်တာပွဲစားခဲ့တဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံလူအာနိုကပွဲချိန်82မိနစ်မှာလူစားဝင်ကစားခဲ့ရင်9မိနစ်ကြာမှပဲလှပတဲ့ကန်သွေးချက်နဲ့ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒီကုကလီဗာပူးအတွက်အဖိုးတန်သုံးမှတ်ကိုရယူပေးနိုင်ခဲ့သလိုလီဗာပူးကလည်းလီချမ်ပီယံဖြစ်ဖို့လက်တကမ်းလေးတာလိုပါတော့တယ်။ အနုဟာကိုင်းထဲမှာခြေချွန်းပြခဲ့ပေမဲ့ FV မှာသူ့ရဲ့ရေရှည်အနာကနဲ့ပတ်သက်ပြီးတော့နှုတ်ဆက်နေခဲ့ပါတယ်။သူ့ရဲ့လက်ရှိခြေချောက်ကဒီယာဒီကုံမှာအုံဆုံးမှာဖြစ်တာကြောင့် Real Madrid တင်းစီကို ပြောင်းရွှေ့နိုင်နေဆိုတဲ့ထင်ကြေးပေးမှုတွေကပုံမှန်ပြီးတော့အားကောင်းလာနေပါတယ်။ Spain ထိပ်တန်းကလပ်ကြီးကအသက်25နှစ်အရွယ်ကစားသမားကိုခေါ်ယူဖို့ပို့ပြီးတော့ယုံကြည်မှုရှိလာနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးလာမယ့်ဆွမ်းလာမှာကျင်းမမဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်ခေါ်ယူဝယ်တော်မှရှိနေပါတယ်။ ကျွန်တော်နာကနေပတ်သက်ပြီးတော့ဒီအသည့်တစ်ခုလုံးမပြောသေးဘူးလို့ပြောထားပြီးသားပါအသေးစိတ်ကိုတော့ပြောပြမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုနေ့ရမျိုးတွေကအများအန်းအထူးကြဆုံးပါပဲကိုသွင်းရတာပွဲကစားရတာပွဲနိုင်ရတာဖလားတွေရယူနိုင်တာဒါတွေကကျွန်တော်တို့အထူးကြဆုံးအခိုက်အတန့်တွေဖြစ်ပြီးကျွန်တော်ရဲ့အခန်းကဏ္ဍကိုထမ်းဆောင်နိုင်ခဲ့တဲ့အတွက်ဝမ်းသာပါတယ်လို့အာနိုက Sky Sport ကိုပြောကြားခဲ့ပါတယ် Virgil van Dijk ကကျွန်တော်အရိခန်စားချက်ကိုရယူဖို့ပြောခဲ့တာပါ။ Liverpool ချစီနဲ့အကောင်ဆုံးအခိုက်တက်နေတဲ့အတခုပါ။ဒီကွင်းမှာကျွန်တော်ဂိုးနည်းနည်းသွင်းမှုပါတယ်။အခုကျွန်တော်တို့ချန်ပီယံဆုရဖို့အယောင်နီးစံနေပါပြီ။ဒါအပြင်ဒယာကနေပြန်လာပြီးပထမအဦးဆုံးပွဲလေးဖြစ်တဲ့ဒါကျွန်တော်တို့တော့အရေးကြီးတဲ့ပွဲပါ။ဒါကျွန်တော်ရဲ့ဘယ်ချီနဲ့ပထမဆုံးသွင်းကိုလို့ထင်ပါတယ်။နေ့အနေငယ်ကြာခဲ့ပြီမဲ့နောက်ဆုံးတော့သွင်းနိုင်ခဲ့ပါပြီ။ကျွန်တော်လိုအပ်နေသေးတဲ့ဂိုးမျိုးစားတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမဲ့မှန်ကန်တဲ့အချိန်အတွက်ချန်ထားခဲ့တာပါပဲ။ ကျွန်တော်တို့ဖလားရဖို့အရန်နှိစက်နေပါပြီ။နောက်ထပ်တစ်ပွဲသာအနိုင်ရဖို့လိုတော့တာပါ။အထူးသဖြင့်ဒီမှာပြိသက်တွေနဲ့တူဒါအောင်လုံးနိုင်ခဲ့တာကအရန်ကိုအထူးစားဆုံးအခိုက်အတန့်မှာပဲလို့အာနိုးကထပ်ဖြစ်ပြီးတော့ပြောကြားခဲ့ပါတယ်။